ဇလန်းကဆိုင်ကယ်စီးထားတဲ့လူတစ်ယောက်နဲ့စတာပေါ့သူအင်ဂျင်ကိုအားကုန်လိုပြီးများတစ်စင်းလိုထွက်ခွာသွားခဲ့တယ်ဥမင်လိုင်ကောင်ထဲမှာကားရီကိုအယူမှုရှောင်တိန်ပြီးအသားကုန်မောင်းနေခဲ့တယ်အဲ့ဒီလိုလုံရတဲ့ရည်ရွယ်ချက်ကတော့အဝါရောင်ကားထဲကလူတစ်ယောက်ရဲ့လမ်းကိုပိတ်ဆို့ဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့အဝါရောင်ကားမောင်းသူကလည်းအရှုံးမပေးပါဘူးသူ့ကိုဝင်တိုက်ဖို့မျက်နှုံးတင်ပြီးမောင်းနေပါတယ်ကျွန်တော်တို့ရဲ့ဆိုင်ကယ်သမားကလည်းအချိန်ဆွဲမနေတော့ပဲဆိုင်ကယ်ကိုအားကုန်နေပြီးဥမင်လိုင်ကောင်းနေရန်ပေါ်တက်မောင်းနေကအဝါရောင်ကားနဲ့အချိန်တူအောင်လိုက်ပါသွားခဲ့ပါတယ် ငါတည်ရင်မင်းပါလိုက်ခဲ့ရမယ်လို့သူ့အတွေ့တွေကအတန်းကိုကြားနေရတယ်လို့ပါပဲဒီလောက်ယူတွတ်တဲ့အထိဖြစ်စေတာဘလို့မုံတိမှုမျိုးလဲကောင်းပြီဇလန်းကိုနည်းနည်းပြန်ရေးကြည့်ရအောင်ဒီလူကတော့ထဲကျုံဖြစ်ပါတယ်သူကတော့တာမန်အယံဖော်ရေးတဲ့ပစ္စည်းပို့သမားလေးတယောက်လို့ပါပဲမိုးလင်းကနေမိုးချုပ်တဲ့အထိကြိုးကြိုးဆဆအလုပ်လုပ်ပါတယ်တညမှာတော့သူ့ဖော်တယောက်နဲ့စကားပြောနေတော့ဘယ်ကမှမသိတဲ့အချိန်ပြင်းပြင်းနဲ့အနီရောင်ကတစီဖြစ်သွားခဲ့ပါတယ်ကားထဲကချမ်းသာတဲ့လူငယ်တစုဟာခနာကိုထုတ်ပြီးပစ္စည်းပို့သမားရဲ့အစားအသောက်တွေကိုလမ်းပေါ်အကုန်လုံးပစ်ချဖြစ်စီပစ်ခဲ့တယ်ဒါကိုမြင်တော့ထဲကျုံဒေါသထွက်ပြီးတွေးဆသွားကသူ့ဆိုင်ကယ်ကိုခုန်တက်ပြီးသူတို့ကိုလိုက်ခဲ့ပါတော့တယ် ဒီချမ်းသာတဲ့လူမိုက်တွေကအယူတယောက်လိုမောင်းနေနေကြပြီမဲ့ထဲဂျုံကတော့အစွမ်းကုန်ကျွမ်းကျင်တဲ့ဒရိုင်ဘာတယောက်ပါနောက်ပြီးသူကဒီလမ်းတွေကိုလက်ဖွားလိုကျွမ်းကျင်နေတဲ့ဒါကြောင့်သူကလမ်းကျဉ်လေးတွေကနေဖြတ်လမ်းဘေးတုံးတွေကိုကြုံခုံပြီးသူတို့ကိုလိုက်မိဖို့တတ်နိုင်သမျှလှုပ်ဆောင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကကားနာကိုတော်တော်လေးကတ်လာနိုင်ခဲ့ပါပြီ။အဲ့ဒီမှာတင်လီဘာကိုကောင်းအောင်နဲ့သူတို့ကားကိုကြော်တက်ပြီးရှေ့တက်တက်မှာပဲဘရိတ်အုပ်ကကားကိုပိတ်ရက်လိုက်ပါတော့တယ်ပြီးတာနဲ့မင်းတို့စားထားတဲ့ပူပတ်စံရှင်းခဲ့ဆိုပြီးလှမ်းအောင်ပြောလိုက်တယ်။ကားပေါ်ကလူကလည်းကြောက်လွန်းလို့ဘာမှမလုပ်ရဲတော့ပဲပတ်စံအိတ်ထုတ်ပြီးပတ်စံပေးလိုက်ရပါတယ်။ဒါပေမဲ့ထဲဂျုံကအဲ့ဒီပတ်စံကိုကိုကြိုးအတွက်မယူသုံးပါဘူး။ သူအဲ့ဒီပတ်စံကိုသူ့အလုပ်ဖော်စီလွှဲပေးလိုက်ပါတယ်ပြီးတော့အချိန်ပိုအတန်းတွေပြီးခန့်နေပြီဖြစ်တဲ့သူ့ညီလေးထဲချင်းစီကိုအစားတောက်သွားပို့ဖို့ထွက်သွားခဲ့ပါတယ်သူတို့အမေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာတော့ဒီနှစ်ယောက်တည်းပဲအချင်းချင်းဂရုစိုက်ပြီးနေလာခဲ့ကြတာပါထဲချုံကသူ့ညီကိုမနှက်ပြန်သူတယောက်တည်းပဲအမေရဲ့တင်းကြိုင်းကိုသွားမယ်လို့ပြောခဲ့ပါတယ်ထဲချင်းစာမွေးပွဲနီးနေတာကြောင့်အိမ်မှာနေပြီးစာချက်ဖို့အင်တာနက်ပေါ်မှာအချိန်မဖြုံးဖို့လိုတယ်လို့လည်းမှာခဲ့တယ်ပစ္စည်းပို့တဲ့အလုပ်တွေပြီးတဲ့နောက်မှာထဲချုံဟာညီအစ်တွေကိုသူ့ရဲ့ဥယျာဉ်လေးစီတည်ယူနေခဲ့ပါတယ် ပေါ်ပေါက်လာတာကတော့သူနဲ့သူကြီးစားစူဂျီဟာပန်းဆိုင်ဖွင့်ဖို့စီစဉ်နေကြတာပါရင်းနှီးတဲ့တငယ်ချင်းအချို့ကလည်းကူညီပေးနေကြပြီးဆိုင်ကဖွင့်ဖို့အစဉ်အသင့်ဖြစ်လို့နေပါမှုသူတို့အားလုံးပျော်ရွှင်စွာအောင်ပွဲထမ်းခဲ့ကြပါတယ်။ထဲဂျုံကဆိုင်ဖွင့်ဖို့အတွက်ဘန်ကနေပတ်စံချိထားတာပါဒါကြောင့်အဲ့ဒီပတ်စံတွေကိုပြန်ဆက်ဖို့ပစ္စည်းပို့သမားအဖြစ်အရိုးကြီးကြီးအရေးခန်းခန်းအလုပ်လုပ်နေရတာပါသူကတော့ဒီအလုပ်ကိုနည်းနည်းအလင်းစလိုလုပ်ခဲ့မိပြီးထဲဂျင်ပွဲရတဲ့အထိစောင့်တဲ့နယ်လို့လည်းတွေးမိခဲ့ပါတယ်။ဒါပေမဲ့စူဂျီကတော့ကိစ္စတွေကိုတွန်းတွန်းတိုက်တိုက်နဲ့ဥဆောင်လုပ်တတ်တဲ့သူ့ရဲ့အပြုအမူကိုပဲချစ်တာပါလို့ပြောတယ်။ထဲဂျုံကသူ့မကိုအိမ်လိုက်ပို့ဖို့ကန့်လန့်ခဲ့ပေမဲ့စူဂျီကဒီညဒီမှာပဲနေချင်တယ်လို့တိုးတိုးလေးပြောလိုက်ပါတယ်။ ။ထဲဂျုံကတော့ဒီလိုအခြေအနေကိုဘယ်ညင်းပါမလဲပြာနောက်နေ့မနေ့ကျတော့သူ့ကောင်မလေးအတွက်မနက်စာပြင်ဆင်ပေးဖို့အစိုးကြီးထားပါတယ်။ပြီးတာနဲ့သူ့ရဲ့ပစ္စည်းပိုးတဲ့အလုပ်ကိုလုပ်ဖို့ထွက်လာခဲ့တယ်။မှထားတဲ့ပစ္စည်းကိုတကားရှိမှချပို့ပြီးကြောင်းတက်တေပြဖို့တက်ပုံရိုက်လိုက်တယ်။ဒါပေမဲ့သူ့အနောက်ကိုပြန်လဲကြည့်လိုက်တဲ့အချိန်မှာတော့ဓာတ်လေကတကားကြီးပိတ်သွားတာကိုတွေ့လိုက်ရပါတော့တယ်။သူ့လေကားကနေဆင်းသွားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လေကားထင်မှာနွမ်းနေတဲ့အိုးနဲ့အပင်လေးတစ်ပင်ကိုသူတတိထားမိလိုက်တယ်။ဒါနဲ့အဲ့ဒီအပင်ကိုအရေးရတဲ့နေရာရွှေ့ပေးပြီးပိုက်ရှင်အတွက်မှတ်စုတစ်ခုခြံထားခဲ့ပါတယ်။ နေရန်ပူရင်အရွက်တွေလောင်ကျွမ်းသွားမှာဆိုလို့သူအပင်ကိုအရေးရွှေ့ပေးခဲ့တာပါနောက်ထပ်ပစ္စည်းပို့ရမှာတော့တောင်ကုန်းပေါ်အိတ်ဆွဲတက်နေတဲ့အဖွားအုပ်တူကိုမြင်လို့သူကကျဉ်းသားစွာကူညီပေးလိုက်ပါတယ်အဲ့ဒီညနေမှာတော့ထဲကျုံအစားအသောက်အလင်းစလိုစားနေတော့မြေပြင်ပေါ်မှာဖုန်းတစ်လုံးလဲကျနေတာကိုသတိထားမိလိုက်ပါတယ်တယောက်ယောက်ပြုတ်ကျသွားတာဖြစ်ရမယ်လို့သူတွေးလိုက်တယ်ဖုန်းကိုကင်လိုက်တော့ဟိုဘက်ကအမျိုးသမီးကသူ့ဖုန်းဖြစ်ကြောင်းနဲ့သူ့မဆီကိုယူလာပေးဖို့ပြောခဲ့တယ်ပထမဆုံးအနေနဲ့ထဲကျုံကတော့အမျိုးသမီးလာယူနိုင်အောင်တနေ့ရရမှာထားခဲ့ဖို့အကြံပြုခဲ့ပါတယ် ဒါပေမဲ့သူမကတော့နေမကောင်းဖြစ်နေတဲ့အမေကိုပြုစုပေးနေရတာမို့လို့အိမ်ထဲကနေအပြင်ကိုလုံးဝထွက်လို့မရဘူးလို့အကြောင်းပြပါတယ်။ဒါတင်မကသေးပါဘူးစုကြည့်အနေနဲ့1 3သိန်းတောင်ပေးမယ်လို့ကန့်လန့်လာပါသေးတယ်။1 3သိန်းဆိုတာမနည်းတဲ့ပမာဏလေဒီလောက်များပြားတဲ့ပတ်စံကိုရမယ်ဆိုတော့လေသူပဲညှင်းနိုင်တော့မလဲလက်ခံပြီးသွားလိုက်ရတော့တာပေါ့။ထဲကျုံလဲစကူတာလေးကိုမောင်းပြီးသူမပေးတဲ့လိပ်စာတိုင်းထွက်လာခဲ့ပါတယ်။ဒါပေမဲ့ရောက်သွားတဲ့နေရာကလိုင်ကောင်းမရောက်ခင်ကလူသူကင်းမဲ့ပြီး၆ကတ်နေတဲ့နေရာကြီးဖြစ်နေတယ်။ဘေးပတ်ဝန်းကျင်မှာလဲလူနေအိမ်ခြေဆိုလို့တလုံးမတော့မရှိပါဘူး။ အမျိုးသမီးကတော့ဖုန်းကိုလိုင်းကောင်းထဲကအရေးပေါ်ဖုံးထားတဲ့ပုံထဲမှာပဲထည့်ထားခဲ့လိုက်ပါ။သူမအားတဲ့အချိန်ကြာမှာပဲလာယူမယ်လို့ပြောလာတဲ့ထဲဂျုံကတော့လူကိုယ်တိုင်တွေ့ပြီးတေးချပေးချင်နေပေမဲ့သူမကတော့တစိမ့်တွေကိုအိမ်ထိပေးမလာချင်ဘူးဆိုပြီးအကြောင်းပြကအတင်းညင်းနေပါတော့လေ။အခြေအနေကနည်းနည်းတော့ထူးဆန်းနေပေမဲ့ထဲဂျုံကတော့သူခိုင်းတဲ့အတိုင်းပဲလှုပ်လိုက်ပါတယ်ဖုန်းပုံးထဲမှာကြည့်လိုက်တော့တကယ်ပဲသူပြောတဲ့စုကြီး13သိန်းပါတဲ့စာအိတ်ကိုတွေ့လိုက်ရတယ်ပတ်စံရပြီဆိုတော့ထဲဂျုံပြန်မဲ့လှုပ်တာပေါ့။အဲ့ဒီအချိန်မှာပဲနားမှာရက်ထားတဲ့ကုန်းကားကြီးတစ်စီးကရုတ်တရက်ဆက်နိုးပြီးအချိန်နဲ့မောင်းထွက်လာလိုက်တာထဲဂျုံကတော့တိုက်မိမလို့ဖြစ်သွားပါတော့လေ။ ောက်တနေ့မှာတော့ထဲဂျုံတယောက်ဆုံးပါသွားတဲ့အမေဖြစ်သူအတွက်ကတော့ပွဲပြင်ဆင်နေပါတယ်သူတယောက်တည်းပဲရှိမယ်လို့ထင်ထားပေမဲ့ထဲဂျင်ကပန်းအိုးတလုံးကိုပိုက်ပြီးရောက်ချလာပါတယ်ဒီတခါတော့ထဲဂျုံကသူ့ကိုမဆူတော့ပါဘူးပြင်ဆင်ထားတဲ့ထမင်းဟင်းတွေကိုတောင်သူ့ကိုဝင်စားခွင့်ပေးလိုက်ပါသေးတယ်။နောက်ပိုင်းမှာတော့ထဲဂျင်ပြန်သွားပြီးမကြခင်မှာပဲမိုးတွေကတိကျမဲကြီးရွာချလာပါတော့တဲ့ထဲဂျုံလည်းအပြင်မှာကြံနေတဲ့ပန်းအိုးတွေကိုအိမ်ထဲသွင်းဖို့အပြေးလွှားလုပ်နေတော့ရုတ်တရက်တကားခောက်တန်ကြားလိုက်ရတဲ့သူတကားသွားခွင့်မယ်တော့မလုပ်ရသေးဘူးရဲတွေကအိမ်ထဲကိုအတင်းတိုးဝင်လာပြီးသူ့ကိုမြေကြီးပေါ်ဖိချကဖမ်းချုပ်လိုက်ကြပါတော့တယ်။ ထဲကြုံမင်းကိုမရိမှုနဲ့လူတက်မှုတန်တရားရှိလို့ဖမ်းဆီးလိုက်ပြီးဆိုပြီးရဲတွေကအမိန့်ပေးလိုက်ပါတယ်ရဲစခန်းမှာဆိုရင်လေသတင်းထောက်တွေမီဒီယာတွေကသတင်းရဖို့အုံခဲပြီးစောင့်ဆိုင်နေကြပါပြီဒီသတင်းစုကြီးကတော့တော်မီလောင်တလူချက်ချင်းပဲပြန့်နှံ့သွားပါတယ်သတင်းကတော့ဟန်မြင့်လိုင်ကောင်းသားမှာအသက်20အရွယ်မင်းကလေးတယောက်ရဲ့အလောင်းကိုအပိုင်းပိုင်းဖျက်တောက်ထားတဲ့ပုံစံနဲ့တွေ့ရှိခဲ့ရတယ်ဆိုတာပါပဲရဲတွေကသူတို့ရဲ့လူထဲကြုံကိုဖမ်းမိသွားပါပြီသူတို့သူ့ကိုထောင်သွင်းအကျဉ်းချထားပြီးဒါဟာရန်တမ်းပြုတ်လုပ်တဲ့အကြမ်းဖက်မှုတသက်မဟုတ်ပဲကြိုတင်ကြံစီထားတဲ့ရာဇဝတ်မှုဖြစ်တယ်လို့ယုံကြည်ကြောင်းပြောခဲ့ပါတယ် ထဲကျုံကတော့ဒီအမျိုးသမီးနဲ့တခါမှမတွေ့ဘူးကြောင်းဆက်ပြောနေခဲ့ပေမဲ့ရဲတွေကတော့သူမကိုမရင်ကျင်ပြီးတစ်ဖြက်ခဲ့တယ်လို့ယုံကြည်နေကြပါတယ်သူကတော့မကြခင်လွတ်လာလိမ့်မယ်လို့တွေးနေပြီးပန်းဆိုင်ကအပင်တွေအတွက်ပိုးစိတ်ပူနေခဲ့တယ်ဒါပေမဲ့ရဲတွေရဲ့အပြုတ်မှုကိုကြည်ချင်းအဖြစ်တော့သူတို့ဟာထဲကျုံသာလူတက်သမဖြစ်ကြောင်းညာနှုံးပြေတေချာနေကြပါတယ်ရဲတွေကထဲကျုံရဲ့နာမည်ကိုမီဒီယာတွေကိုတောင်ထုတ်ပြန်လိုက်ပြီးသူ့ရည်စားစုကြီးကလည်းဒီသတင်းကိုဖတ်မိတဲ့အခါနားမလည်နိုင်တော့အောင်စိတ်ပြတ်ဝန်းနေခဲ့ရတယ်နောက်တနေ့မှာတော့သူ့ရဲ့ယင်းနီးတဲ့တငယ်ချင်းတွေကထဲကျုံကိုထောင်ထဲသွားတွေ့ခွင့်ရဖို့စီစဉ်နိုင်ခဲ့ပါတယ် ူတငယ်ချင်းတွေကိုတွေးလိုက်ရတဲ့အတွက်ရမ်းပျော်နေခဲ့ပြီးပန်းဆိုင်ကအပင်လေးတွေကယူဆိုင်ပေးဖို့ပဲသူတို့ကိုမှာခဲ့တယ်ဒါပေမဲ့တငယ်ချင်းတွေကတော့အပြင်မှာအခြေအနေတွေရှုပ်ထွေးနေကြောင်းသူ့ကိုပြောခဲ့ကြပါတယ်